အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ရှာကပဲဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော် The Spike Channel နဲ့ကျွန်တော်ပူးပေါင်းပြီးတော့ fan တွေမေးထားတဲ့မေးခွန်းလေးတွေကိုကျွန်တော်ဖြေဝါပေးဖို့ရှိပါတယ်ဟုတ်အခုရောက်ရှိနေတဲ့နေရာကတော့ Epic Buy and Grey ဆိုရဲကျွန်တော်ဆိုင်လေးကိုရောက်ရှိနေရဖြစ်ပါတယ်ဒီဆိုင်လေးကတော့ကျွန်တော်နှင်းစီလန်းတောင်းနဲ့ပါရီမီမြန်မာပေါ်မှာရှိတဲ့ဆိုင်လေးဖြစ်ပါတယ်ပေးသက်တွေမိထားရဲ့မိကွန်းလေးကိုကျွန်တော်ဖြေရင်းနဲ့ဒီနေ့ချက်ပြပေးမယ်ဟင်းလေးကတော့ကျွန်တော် grey plater လေးကိုကျွန်တော်ချက်ပြပေးမှာဖြစ်ပါရဲ့။ကဲဒါဆိုကျွန်တော်စချက်လိုက်အောင်။အရင်ဆုံးကျွန်တော်ဟိုပန်ပူလာပြီးဆိုရအောင်နဲ့ C လေးထည့်ပါမယ်။ C ကအများကြီးထည့်ကြမလို့ကျွန်တော်ချက်တဲ့လူတွေကိုကျွန်တော်ဟင်းကကောင်းချက်ပေးခြင်းနဲ့ပြီးတော့ဟိုကျွန်တော်ချက်တဲ့လက်ရာလေးတို့သူတို့ကစားကောင်းနေဆိုရင်ကျွန်တော်က PD ဖြစ်တယ်။အဲအဲ့ဒီဥစ္စာတွေနဲ့ကျွန်တော်အတခုဖြစ်လာပြီးတော့ကျွန်တော်ဒီစုံမှုဖြစ်ဖို့အတွက်ကျွန်တော်ကြိုးစားခဲ့ပါတယ်ဟုတ်။ပန်ပူလာပြီဆိုတာနဲ့ကျွန်တော်တို့ဒီကြက်သားကိုကျွန်တော်အရင်ပြီးအရင်กินပါမယ်။ဒါကတော့ chicken တိုက်ပေါ့ကျွန်တော်ကြက်ပေါအောင်ကျွန်တော်သုံးထားပါတယ်။ပြီးတော့ပတာနံလေးမှုရအောင်ပတာလေးနဲ့ထည့်ပါမယ်။ ဒီကောင်းလေးဖြူမယ်ချက်ပောင်းကကြတော့ဟိုကချက်သားထဲမှာသူကနူးနူးညံ့နေတယ်မှာလဲပါတယ်ပြီးတော့အစီနဲ့အစီပါရတဲ့ကြောင်ပို့ပြီးတော့စားတဲ့အချိန်မှာ juicy လေးဖြစ်တယ်ပို့လဲစားလို့ကောင်းတာပေါ့အာမိဖို့ကြောင်ထဲမှာကြတော့သူကဟိုဖီအားရရမ်းများတယ်ပြီးတော့စိတ်ပြေစမှုများတယ်စိတ်ညစ်ဆိုင်များတယ်ဒါပေမဲ့ဟိုကိုဘလောက်ပဲစိတ်ညစ်ဆိုင်များများကိုချက်ပေးလိုက်တဲ့ဟင်းနေရာလေးတွေကိုအဲ့တဲ့တွေကသဘောကျတယ်သူတို့ချိန်နေတတ်တယ်ဆိုရင် ငင်ပြော့ရှင်တယ်ပြော့နောက်တနေ့အတွက်အားရင်နေဖြစ်လာတာပေါ့ဟုတ်အဲကျွန်တော်ပထမဆုံးမိဖို့ကြောင့်ဝင်တဲ့အချိန်မှာအရန်ဟိုဟိုငိုကျင်တဲ့အထိကျွန်တော်ဖြစ်ခဲ့ကျွန်တော်ကန်တော်ကြီးမှာကျွန်တော်စင်တန်းတက်ပြီးတော့ကျွန်တော် training ဆင်းတဲ့အချိန်မှာအဲစနေကုန်မတက်ရရတဲ့ဟိုခံစားချက်ကကျွန်တော်တို့လူငယ်အနေနဲ့တစ်ခါမှမလုပ်ဘူးတဲ့အတွက်ကြောင့်ဟိုအရန်ဟိုဒါကတော့အနောက်ချက်တစ်ခုလို့ဖြစ်ခဲ့တယ်တော်တော်လေးလေဟိုဒီလုပ်ကြီးကိုမလုပ်တော့ရင်ကောင်းမလားဆိုရဲ့ အဲခန်းစားချက်တွေလည်းဖြစ်ခဲ့ဒါပေမဲ့ဟောငါဒီဟာအခုချိန်တော့ဒီဟာဘာမှမဟုတ်တော့တဲ့ဟိုအဲဟိုပုံမြင်တစ်ခုလို့ပဲပေါ့ဒါပေမဲ့အဲ့ချိန်မှာတော့ကျွန်တော်တော်တော်လေးခန်းစားခဲ့ရတယ်ပြောဟိုမလုံရှင်တော့အောင်ကျွန်တော်ဖြစ်ခဲ့ရတယ်ကျွန်တော်ကတော့ဟိုဒီစပုံမှုလို့ကိုငငယ်လေးတော့ဝါသနာပါတယ်ဒါပေမဲ့ဒီဟာနဲ့အသက်မွေးဝမ်းရောင်းပြုမယ်ဆိုတာကတော့ကျွန်တော်ဟိုအသက်16နှစ်လောက်မှကျွန်တော်စပြီးတော့ဟိုရွေးချယ်ခဲ့တာပေါ့ဒီလောက်ကိုပုံမှန်ဆိုရင်တော့ကျွန်တော်ဟင်းချက်တယ် ဟိုအိမ်မှာမိဘမိဘတွေလည်းကူတယ်ပြီးတော့ကိုချက်တဲ့ခင်းလေးတွေတငယ်ချင်းတွေကိုချက်ကျွေးတယ်အဲအဲ့ပုံစံလေးပဲသွားလာတယ်ဟို professional တယောက်ဖြစ်ဖို့ကတော့ကျွန်တော်ဟိုတန်တန်းနေတက်ပြီးတော့ကျွန်တော်ဒီလောက်ကိုသဘောကျလာတဲ့အချိန်မှာကျတော့ professional ဘက်ကိုကျွန်တော်ကူသွားတာပေါ့ဟုတ်အဲကျွန်တော်ဒီဟင်းလေးကိုကျွန်တော်ချက်ပြုတ်တဲ့အခါမှာတော့ကျွန်တော်ဒီ plating mind ပဲဖြစ်ဖြစ်ကြံတဲ့ဟိုဟင်းချက်လေးတွေကျွန်တော် YouTube မှာလည်းလေ့လာသလိုကျွန်တော်ရဲ့ဆရာသမားတွေဖြစ်တဲ့အဲဟို chef တွေကြီးကလည်းကျွန်တော်လေ့လာပါတယ်ကျွန်တော်ရဲ့ ဟိုကျွန်တော်ဟိုပြင်သစ်ကရှက်တွေရောပြီးတော့ local ကမြန်မာရှက်တွေရောအကုန်လုံးရှိတယ်ကျွန်တော်လေ့လာတယ်ပြီးတော့ YouTube ကလည်းလေ့လာတယ်အဲအဲ့ကနေပြီးတော့ကျွန်တော်လေ့လာပြီးတော့ကျွန်တော်ရဲ့ creation နဲ့ပေါင်းပြီးတော့ကျွန်တော်ဒီ plating ရောကျွန်တော် channel ဟင်းချက်တာတွေရောကျွန်တော်ဘက်ကနေပြီးတော့ဟိုဟိုသိလာတာပေါ့ဟုတ်ကျွန်တော်မိဖို့ကြောင့်ဝင်တဲ့အချိန်မှာတော့ဟိုတချို့ကကြတော့မိဖို့ကြောင့်ဝင်ဓာတ်တွေကြောက်တယ်ကျွန်တော်ကတော့တိတ်တော့ မရှိဘူးအဓိကတော့ကျွန်တော်ချက်တဲ့ဟင်းလေးက complain တက်မှာကိုကျွန်တော်အကြောင်းဆုံးပဲကျွန်တော်ချက်ခဲ့တဲ့ဟင်းလေးကမှာကျွန်တော် grow ရတဲ့ဟင်းကဟင်းလေးကတော့ကျွန်တော်ဒီ master chef ပြိုင်ပွဲမှာကျွန်တော် final မှာပြိုင်ခဲ့ရတဲ့မြန်မာ food တွေကိုကျွန်တော် creation လုပ်ပြီးတော့ပြိုင်ခဲ့ရတဲ့ဟင်းလေးတွေကကျွန်တော်ဒီနေ့ထိမမေ့ပါဘူးအဲအဲ့လိုမျိုးဟင်းလေးတွေပြီးတော့မြန်မာ food ကိုပဲကျွန်တော် aggregate နဲ့ဟိုဟင်းလေးတွေကိုကျွန်တော်ချက်တဲ့အချိန်မှာကျွန်တော်တို့အတွက်တော်တော်လေးတဲ့သဘောကျတယ်ဟို grow မိပါတယ် ကျွန်တော်ရဲ့အကြိုက်ဆုံးဟင်းရတော့ကျွန်တော်ကဟိုအမေချက်တဲ့အဲဒီပုံစံစီပြန်ဟင်းလေးပဲကျွန်တော်အကြိုက်ဆုံးပါပဲဟုတ်ပါမိဖို့ကြောင့်ဝင်မဲ့အချိန်မှာကျွန်တော်အတုံးဝင်တာကတော့ဘာလဲဆိုတော့ဓာတ်တွေပါကြီးဟိုဆိုလဲကျွန်တော်တို့မထီအောင်ကျွန်တော်ဘက်ကနေပြီးတော့ဟိုအတက်နိုင်ဆုံးကိုကိုကိုထင်းရမှာပေါ့အဓိကတော့အနေနဲ့လုပ်ခဲ့အဲ့တော့ကြောင့်ဟိုစိတ်ဖြစ်အောင်လုပ်ဖို့ပဲဟိုအရေးကြီးပါတယ် ထိုက်ခြင်းအားစ NA ဖြစ်လာတဲ့အချိန်မှာကြုံတွေ့ရတဲ့အချိန်မှာဘယ်လိုမျိုးတုံ့ပြန်မလဲပေါ့အဲအဓိကအဲအဲ့အရာတွေကအရေးကြီးပါတယ်ဟုတ်ဟိုကျွန်တော်ရှက်ပြရတော့ကျွန်တော်တို့ဟိုလူတွေကတော့ရှက်ပဲဖြစ်ဖြစ်ဟိုတချို့လူတွေပဲဖြစ်ဖြစ်ပေါ့ဟိုကိုချက်တဲ့ဟင်းလေးကကိုလုံးတော့စာအကောင်းဆုံးလို့သဘောထားတယ်။ဒါပေမဲ့ကျွန်တော်တို့ရှက်ဆိုတာဟိုကျွန်တော်တို့စားဖို့အတွက်အပြင်ဟိုကျွန်တော်တို့တခြားသူတွေကိုကျွန်တော်ကြွေးမယ်၊ကတ်စတမာတွေကိုကြွေးမယ်။အဲ့ဒီတော့ကျွန်တော် customer မကြိုက်ဘူးဆိုရင်တို့ဘက်ကနေပြီးတော့ ဟိုချက်တလို့လုံးလို့ရတယ်။အဲအဲ့တော့ကြောင့်ကျွန်တော်တို့က customer လို့ပဲသဘောထားတယ်။ဟိုကိုကတော့အကောင်းဆုံးလုပ်တယ်ဒါပေမဲ့ကိုဟင်ကိုမကြိုက်လို့သူတို့ဘက်ကဘယ်လိုတုတ်ပြန်တုတ်ပြန်ကျွန်တော်တို့ကကျွန်တော်ဘက်ကနေပြီးအကောင်းဆုံးဝန်ဆောင်မှုဟိုပေးသွားမယ်ပြီးတော့အကောင်းဆုံးကျွန်တော်တို့ဘက်ကနေပြီးတော့ဟိုပြန်လုပ်ပေးမယ်မကြိုက်ဘူးဆိုနောက်တစ်ခုထပ်လုပ်ပေးမယ်အဲ့လိုမျိုးစိတ်ထားရတဲ့ကြောင့်သူတို့အဲ့လိုမျိုးကိုကိုကြိုက်ဆုံးလို့ထင်နေဟင်းလာပေးမယ်သူတို့မကြိုက်ဘူးဆိုရင်ဟိုသူတို့ကြိုက်တယ်လို့လုပ်လို့ရတယ်အဲ့တော့ကြောင့်အဲ့လိုပဲသဘောထားပါတယ်တိတ်ပြီးတော့ဟိုအရင်မတွေးပါဘူးဟုတ် ကျွန်တော်မှာကြီးစားတော့မရှိဘူးဗျာဟိုဟာချစ်ရရတော့ရှိတာပေါ့အဲကျွန်တော်ကဟိုဟာစတာကိုကြိုက်တာကျွန်တော်ချစ်တဲ့လူဆိုရင်တော့ဟိုဟာနှက်ခမ်းလေးတော့ကြည့်ပြီးတော့မမကောမလေးကိုချက်ချက်ကျွေးနေတာဟင်းလေးရတော့ဟိုပါပေါ့ အချစ်တွေနဲ့ချက်ထားရဲရတော့ပဲပေါ့အခုလည်းတော်တော်ဟိုဟာကျွန်တော်ဒီ product နဲ့ပတ်သက်တဲ့အဲ cooking show တွေရိုက်တယ်အဲပြီးတော့ကျွန်တော်ဒီဒီ site လေးကိုကျွန်တော်ပတ်ကနေပြီးတော့အကောင်းဆုံး menu တွေနဲ့ကျွန်တော်အဲလိုမျိုးဟိုအဓိကဟိမဲ့ချက်ပြနေရပါဟုတ်ပြီးတော့အစားအသောက်တွေစားရဲဒီကအဲလိုမျိုး data အစားအစာစားရဲမုတ်တွေလိုက်စားရဲအဲအဲ့ဒါအဲ့ဒါလုပ်ဖြစ်နေပါ fan တွေကိုအဓိကပြောပြနေတာကျွန်တော်အားပေးနေတဲ့လူတွေဟိုသူတို့လိုချင်တဲ့အဲသူတို့သဘောကျတဲ့ခင်းလျာတွေကိုလည်းကျွန်တော်ဘက်ကနေပြီးတော့တက်နိုင်ဆုံးချက်သွားပါမယ်လို့ဟောပြီးတော့လည်းကျွန်တော်လည်းဆက်ပြီးအားပေးပါပြီးတော့ကျွန်တော်ချက်တဲ့ cooking show တွေကိုလည်းကြည့်ပြီးတော့အားပေးပါလို့ပြီးတော့ကျွန်တော်လည်းဝေဖန်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ပြီးတော့ဆက်ပြီးတော့လည်းအားပေးပါအခုပြိုင်တဲ့အဆီဇင်3ပြိုင်ပွဲဝင်တွေကိုကျွန်တော်ပြောပြချင်တာကတော့ဟိုစိတ်တည်ငြိမ်နေတဲ့ပြိုင်ပါလို့ပြောဟိုအကောင်းဆုံးပြိုင်ပါလို့ပြောကျွန်တော်ဘက်ကအားပေးနေပါတယ်လို့ပြောချင်ပါတယ် မိကွန်းလေးတွေမေးပေးွားတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ပွဲလေးကတော့ကျွန်တော်ချက်လုပ်ပြီးွားပါပြီအားလုံးကျေးဇူးတင်ပါတယ်